မင်္ဂလာပါခင်ဗျာ your for channel ကနေကြိုဆိုပါတယ်တင်းကြလာပြီနေမှာငွေအလုံးလိုက်ထည့်လိုက်ဝင်စင်မဲ့ရေရရလေးတစ်ခုကြောင်းကိုပြောပြချင်ပါတယ်ဒီရေရရတော့တင်းကြလာပြီနေမှာအထူးပြုလို့ရတဲ့ရေရရဖြစ်ပြီးငွေကြီးကန်လန်းပွင့်လန်းစေဖို့ပေးရရှိတာတွေပြည်လဲစေဖို့နဲ့ရရရှိတာတွေပြန်ရစေဖို့အတွက်အကျိုးပြုတဲ့မြမရိုးရာရေရရတစ်ခုပဲဖြစ်ပါတယ် ပြင်ဆင်ရမယ်ပစ္စည်းတွေကတော့သတင်းကြွလာပြီးနေညလာတာတဲ့အချိန်မှာပြုတ်လောက်မှာဖြစ်ပါတယ်ငွေအကျွေအကျွေစီကိုစီအကျွေစီကိုစီမရနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်100ရန်200ရန်စာချင်တဲ့900ရန်အကျွေနှုတ်ပေါ့ကိုရပြင်ဆင်ထားပါမယ်ပြီးတော့အဖြူရောင်ပန်းစက်ကူပန်းဒါမှမဟုတ်နှင်းစီဖြူအဖြူရောင်ဖြစ်မဲ့ပန်းကိုဖွင့်ပြင်ဆင်ထားပါမယ်ပြီးတော့ရေတန်ဘူးတဘူးရေတန်ဘူးအသေးတဘူးပြင်ဆင်ထားပါမယ် ြုလုပ်ပုံကြီးကိုပြောပြပါမယ်။ဒင်းကျလာပြီနေညလတ်တာတဲ့အချိန်မှာလိုက်အောင်ကောင်းကောင်းရတဲ့နေရာကိုသွားပါမယ်။ပထမဆုံးအနေနဲ့ရေတန်းမှုတွေကိုအသင့်ပြင်ထားတဲ့ငွေအကြေ60ကိုထည့်ပါ။ကျွန်တော်ငွေ79ဆိုလို့ရှိရင်တော့ရေတန်းမှုကိုထည့်တဲ့အခါမှာရေမစိုးအောင်ငွေ79လေးကိုအသေးဆုံးဖြစ်အောင်ကောက်မယ်။ပြီးတော့ plus detail ကိုထည့်မယ်။ထည့်ပြီးမှရေဘူးတွေကိုထည့်ရမယ်။ဖြူအောင်ပြင်ဖြူအောင်ပန်းကိုပွင့်အောင်လေအဲ့ဒီရေတံမှုတွေကိုပဲထည့်လိုက်ပါပြီးတော့အဲ့လိုပြင်ဆင်ထားတဲ့ ဘူးကိုလိုက်အောင်ကောင်းကောင်းရှိတဲ့နေရာကိုသွားပါအိမ်ထဲမှာလည်းလိုက်အောင်ရတဲ့နေရာပေါ့ဗျာအဲဘူးလေးကိုကင်ကင်ပြီးတော့ငွေဝင်စီကျွေးပြေစီကန်လန်းရှင်စီငွေဝင်စီကျွေးပြေစီကန်လန်းရှင်စီငွေဝင်စီကျွေးပြေစီကန်လန်းရှင်စီဆိုပြီးသုံးောက်ရွတ်ပါသုံးောက်ရွတ်ပြီးလိုက်အောင်အောင်မှာ3မိနစ်လောက်လိုသောစုကိုတောင်းပါပြီးရင်အဲ့ဒီရေတန့်ဘူးကိုမိမိအိမ်ရဲ့မျက်နှာစာအိမ်တကားပေါ့ဗျာလိုဝင်ပေါ့တကားပေါ့နားမှာတညာလုံးထားပြထားပါမယ်နောက်တည့်ရက်မနေ့ ရင်းတဲ့အခါမှာအဲ့ရေတံမှုတွေရဲ့ပန်းတွေကိုတော့စွန့်လိုက်ပါရေတံကိုတောက်သုံးလို့လည်းရတယ်အဲ့ဒီကင်းမှုအတွက်ခြံဝန်းတကားမှာလည်းပက်ပြန့်လို့ရပါတယ်အဓိကကတော့ဝေးအကြွေတွေကိုမိမိရဲ့ပတ်စပ်အိတ်ထဲမှာအမြဲဆောင်ထားမှာပါအမြဲဆောင်ထားရင်တစ်နှစ်လုံးကံလတ်တွေပွင့်နေမှာပဲဖြစ်ပါတယ်ဒီနေရာလေးကိုသတင်းကြွလာပြီးနေမှာလုံချင်းအဖြစ်ငွေကြေးကိစ္စတွေအဆင်ပြေစေပြီးတော့လူဝင်ဆန္ဒတွေပြုတ်ရမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းကို ရှင်းမြောက်ရိုးရာယူဆတွေနဲ့ဗီဒီပညာရှင်တွေရဲ့အစုံမိတ်တွေကိုကျွန်တော်တို့ရိုးရာဖို့ channel ရနေပြန်လည်ဖို့ကျူးတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီရီယာဇင်ကျူလာပြီနီးရဲ့မင်္ဂလာရှိတဲ့စွမ်းရည်ကိုအသုံးပြုပြီးငွေကြေးကံလက်တွေကိုပုံမှုကောင်းမွန်စေဖို့အတွက်ရည်ရွယ်ပါတယ်။ဒါမင်းဒီရီယာကိုပြုလို့နဲ့ငွေချက်ချင်းချက်ချင်းငွေတွေဝင်လာမယ်လို့အမခံနိုင်များမျိုးတော့မဟုတ်ပါဘူး။ရီယာဆိုတာစိတ်ရဲ့ယုံကြည်မှုနဲ့အတူအလုပ်ကံကိုလည်းစူးစမ်းလှုပ်ဆောင်မှသာပုံမှုအကျိုးထည့်အောင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီရီယာကို စိတ်ကောင်းနှလုံးကောင်းနဲ့ယုံကြည်မှုရှိရှိလှုပ်ဆောင်ရင်မိမိရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းပုံမှန်စူးစမ်းလှုပ်ဆောင်မယ်ဆိုရင်အကောင်းဆုံးရလဒ်တွေရရှိမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော် UFO Channel ကနေပြီးတော့မြမရူရရေရရာတွေကိုပေါ်ကျူးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံကြည့်ကြပါစို့။ဆုံးဒီကြည့်ရှုပေးရတဲ့လည်းကျေးဇူးတင်ပါတယ်။အားလုံးကျမ်းမာပေးခင်ပျော်ရွှင်ခြင်းနေနဲ့အတူဝေကြီးကံများပွင့်လန်းကြပါစေ။